ပြောင်းအရှုတွေတွဲပြင်ဆင်နေပြီမယ်။ဘတ်ဂျက်ရှိမရှိမသိချတဲ့ United မင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုးဆိုပါရစေ။ United ကဒီယာတီမှာတော့ Eric Ten Hag နဲ့ယာတီကိုပြန်ဆကြရရနေအခြေအနေမဟန်ခဲ့ပဲနောက်ဆုံး Ten Hag ကိုထုတ်ပဲ Sporting က Ruben Amorim ကိုပြန်ခေါ်လိုက်ပြီမယ်။အခြေအနေတွေကိုထိန်းចောင်းနိုင်ဖို့မှာအခြေအနေအကြာကြီးယူနေရပြီးရလက်တွေလည်းမကောင်းနေသေးပါဘူး။အဓိကကစားသမားတွေကမကြာခဏတန်ရာရတာနီးပြားကသူ့ရဲ့နီးစနစ် 343အထိုင်းကနေအလိုက်တင်ပြောင်းကြတဲ့342 425 541 451ဒီလိုအချိန်နဲ့အမျှရွှေ့လျားရတဲ့ကစားကွက်တွေကိုအတင်းနဲ့အသားကြောက်အောင် လုပ်နေရတုံးဖြစ်တာကြောင့်လိုရာထက်ကိုအချိန်တွေပိုချနေခဲ့ပါဗျ။အတင်းမှာ လုတ်ရှော် မီဆန်မောက်တို့လိုတန်ရာရကစားသမားတွေတက်စ်မဲရိုနဲ့အဲလစ်ဆန်လိုအရွယ်ကြကစားသမားတွေဖရိုက်လန်လိုအခုတိယုံကန်နေရာဆက်တိုက်စစ်မှုတွေ ဇက်ဇီးလိုအထိုင်ကျလာနေပြီမဲ့ကိုယ်အတွက်အားကိုးလို့မရနိုင်တဲ့တိုက်စစ်ကစားသမားတွေမျိုးအပြင်အီဗန်လင်ဒီလော့ဖ်တို့ကလည်းအတင်းအထွတ်အတုံးဝင်တော့ပါဘူးကိုတမဖြစ်တဲ့အန်ဒရီအိုနာနာကလည်းတရားဒီလုံးကိုအမားတွေများနေပြီးတည်ငိမ့်တဲ့စိတ်ပိုင်းဆိုင်ရာလည်းပျောက်ဆုံးနေပုံရပါတယ်ဆိုတော့လာမယ့်ယာဒီလက်ရှိအဆင့်မျိုးမဖြစ်ချင်ပဲကောင်းမွန်တင့်တင့်တဲ့အဆင့်တစ်ခုမျိုးပြောင်းရောင်းချင်နေဆိုရင်ကတော့ United တို့ရှေးနောက်လည်းလူဖြစ်ရပါမယ် လက်ရှိမှာတည်င်းထွက်နေတဲ့ကစားသမားတွေအများကြီးရှိပြီးသူတို့ရည်မှန်းထားတဲ့ညာခံစစ်ကိုတောင်းပန်ကစားသမားကွန်တာကတော့ချက်စီရောက်သွားခဲ့ပါပြီ United ကတိုက်စစ်နေရာအတွက် Frankfurt တိုက်စစ်မှု Hunki Ikitiki ကိုစိတ်ဝင်စားနေပြီးကစားသမားကလည်း United ကသူ့ငွေဘဝအိမ်မအတင်းဖြစ်တာကြောင့်ပြောင်းရွှေ့ချင်နေတယ်လို့ The Mirror ကဆိုပါတယ်ဒါပေမဲ့ဒီအကစားသမားကို Arsenal နဲ့ Liverpool တို့အပါအဝင်အတင်းတွေတော်တော်များများကစိတ်ဝင်စားနေကြပြီးပိုကောင်းတဲ့ကာလမှုတွေ ဥရောပကစားခွင့်အခွင့်အရေးတွေနဲ့ဆွဲဆောင်သွားနိုင်တာကြောင့် United အတွက်အတော်လေးကိုစူးစမ်းရနိုင်ပါတယ်။ Ebola ဆိုတဲ့ Pocket တင်းမီဒီယာတကူအဆိုအရဆိုလို့ရှိရင် United က Sporting နောက်ခံလူ Ignacio ကိုလည်းစိတ်ဝင်စားနေပြီးသူ့အတွက် ပေါင်38တောင်းလောက်သုံးရနိုင်တယ်လို့ MEN ကပြန်လည်ဖော်ပြထားပါတယ်။ဒီကစားသမားကို Liverpool ကလည်းစိတ်ဝင်စားနေပြီး United အတွက်လိုအပ်တဲ့ CCB နဲ့ LCB ပုံစံပြောင်းကစားပြီးနိုင်တာကြောင့်ဘလို့ချင်းကတ်သွားဦးမလဲဆိုတာကတော့ ီဂီတီကီကိစ္စလိုပဲစောင့်ကြည့်ရမှာပါနောက်ထပ် United အားဖြည့်ဖို့လှုပ်ထားတာကတော့ကွင်းလယ်ခန်းစစ်ပိုင်းဖြစ်ပြီးအဲ့ဒီနေရာကိုလည်း Sporting က Ruben Amorim ရဲ့တပည့်ဟောင်းကပဲနာမည်ထွက်နေပြန်ပါတယ်သူကတော့ Modern Homan ဖြစ်ပြီးအသက်25နှစ်အရွယ်ဒိမ့်မတ်တာကစားသမားပါကွင်းလယ်ခန်းစစ်ပိုင်းမှာကစားပြီးအမိုရင်လိုချင်တဲ့ခွန်အားကြံ့ခိုင်မှုနဲ့ရုံအားမျိုးအပြင်သူစနစ်ကိုအသားကျမှုပါရှိတဲ့အတွက်ကြောင့်အဆင်ပြေနိုင်မဲ့ပြစ်မှတ်မျိုးလို့ယူနိုက်တက်ဘုတ်အဖွဲ့ကယူဆထားပုံရပါတယ် သူ့ရဲ့ထွက်ခွာခွင့်စာချုပ်ကပေါင်68တန်းလောက်ရှိတာဖြစ်ပေမဲ့ United နဲ့ Sporting တို့အကြားကကောင်းမွန်တဲ့ဆက်ဆံရေးကြောင့်ပေါင်တန်း90လောက်အထိရှော့ချခွင့်ယူလောင်လောက်တယ်လို့ Strategy News ကတင်ပြလာပါတယ်။ဒါပေမဲ့ဒီ Strategy News ဆိုတာက United တင်းကြီးတင်ဆက်တဲ့နေရာမျိုးဖြစ်ပြီးအကူလူရနိုင်ခြေကတော့အဆင့်3လောက်မှပဲရှိတာကြောင့်ပိုခိုင်ပါတဲ့တည်င်းဌာနကတင်ဆက်လာတဲ့အထိတော့စောင့်ရအောင်မှဖြစ်ပါတယ်။လက်ရှိအစီအစဉ်တွေအရ United က အတင်းကိုကွင်းလဲလူတယောက်နောက်ခံလူတယောက်တက်စစ်မှုတယောက်တော့ရအောင်ခေါ်ဖို့စီစဉ်နေပုံရပြီးကိုရမဦးနာနာတာစော်ဒီလစ်ကိုထောက်ခွာဖြစ်ရင်ကိုနေရအတွက်အစားသောခေါ်ဖို့ရှိလောက်ပါတယ်အခက်အခဲကတော့ United ရဲ့ဘန်ဒါရေးပြဿနာနဲ့ PSR ကိစ္စတွေပါဒါတွေကြောင့် Villa မှာခြေစွမ်းအသက်ပြန်ပြနေတဲ့ Redford ကိုလည်းအတင်းစီပြန်မခေါ်လောက်ပဲအပိတက်ရောင်းချနိုင်သွားတယ်လို့ Gexmero ကိုလည်းထုတ်ရောက်လိုက်နေတယ်လို့သုံးသပ်နေကြပါတယ် Sancho, Eriksen, Ivan လန်ဒီလော့ဖ်လုတ်ရှော်မေဆန်မောင်ဒီကစားသမားတွေအပြင်ဖရိုက်လန်ကလည်းရောင်းထုတ်ခံနိုင်ရတဲ့စီးရင်ထင်ပါနေပါတယ်။ကာနာချိုနဲ့ကိုဘီမိုင်နိုတို့လိုကစားသမားတွေအထူးပါရောင်းထုတ်ပြီးဘဏ္ဍာရေးပဒနာကိုဖြေရှင်းဖို့ပြင်ဆင်နေတာကြောင့်အကုန်လုံးတာရောင်းထုတ်ဖြစ်ခဲ့ရင်လစာအချို့ရောငွေချင်းအပြင် BSR ပါပြည်လည်သွားဖို့ရှိပါတယ်။ငွေမွေးချံပေါက်ကစားသမားတွေဖြစ်တဲ့ Redford ကာနာချိုမိုင်နိုတို့ရဲ့အယောင်းချငွေတွေက အပြည့်အဝအတင်းစီအလုံးလိုက်အလုံးအရင်လိုက်ဝင်မှာဖြစ်လို့ဒီကစားသမားတွေကိုဦးစားပေးရောင်းချပြီးမှလူတွေဖြစ်တင်နိုင်ခြေရှိပါတယ်ကျွန်တော်တို့ရဲ့ Recon TV သတင်းဌာနကနေ United ရဲ့နောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့